နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလှိုက်လဲစွာကြိုဆိုပါရယ်ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရယ်ဇွန်လ14ရက်စနေနေ့ ာဇာခန်းကြီးရှစ်အငယ်34မှ39ယာသခင်ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသည်မြတ်တော်သူတို့သည်ယာသခင်ဤသားဖြစ်ကြ၏အကြောင်းမူကားသင်တို့သည်တဖန်ကြောက်ရွံ့တတ်သောကျွံဤတဘောကိုရကြသည်မဟုတ်အဘအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်းဤတဘောကိုရကြပြီငါတို့သည်ဘုရားသခင်ဤသားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။တားမှန်လျင် အမွေခံဖျားသခင်ဤအမွေခံဖြစ်ကြ၏။ခရစ်တော်နှင့်အတူဘုံဝင်စားမိအကြောင်းထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျင် ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။ အဘအဘဟုခေါ်ရသောအခွင့်နှင့်ပါဖြစ်ခြင်း၏သဘောကိုရကြပြီယောမဩဝါဒစာအခန်းကြီး၈အခန်းငယ်၁၅တင်ဖခင်လိုခြင်းသည့်အရာစတီဗီသူ၏လွှမ်းဆက်ကိုကင်ကာတောဘက်သို့ထွက်လာခဲ့သည်ထိုအချိန်၌ဖိဖိသားကိုစောင့်ပါဦးသားလေးလိုက်ခြင်းတည်းဟုအသက်၅နှစ်အရွယ်သားငယ် ဩဂတ်စ်လေး၏အတန်ကိုကြားလိုက်သည်သူ၏ကစားစရာတန်လှလေးနှင့် အလုတ်လက်အိတ်ကိုယူပြီးနားအုပ်သားမွေးကိုဆောင်းကဩဂတ်စ်သည်ဖခင်နောက်သို့လိုက်ခဲ့သည်စတီဗ်သည်ဩဂတ်စ်အတွက်တစ်တုံးအချို့ကိုအန်ဒီရဲ့ကင်းလောက်သည့်နေရာတွင်ချပေးခဲ့သည်10မိနစ်ကြာပြီးနောက်ဩဂတ်စ်ကလေးပြန်ပန်းသွားခဲ့သည်တန်လှအတုလေးနှင့်တစ်တုံးဖြတ်ရသည်မှလည်းခက်ခဲသည့်အလုတ်ပင် သို့သောဖခင်အားကူညီရသည်ကို သူပျော်ပြီးဖခင်ကလည်းသားလေးနှင့်အချင်းအတူကုံဆုံးရသည်ကိုနှစ်သက်သည်ကျွန်ုပ်တို့၏ကောင်းခင်ဘုံအဖသည်လည်းထိုနည်း၎င်းပင်မဟုတ်ပါလားကျွန်ုပ်တို့ကကူညီနေသည်ပဲဆိုကြပါစို့စောင့်ပါအောင်အဖေတန်လှလေးယူပါရစေအောင်ဟုကျွန်ုပ်တို့ဆိုမိသို့သောကျွန်ုပ်တို့အပိုင်းတွင်တန်လှသည် အရေးမကြီးဆုံးသောအရာဖြစ်သည်မိမိထင်နေသလို ကျွန်ုပ်တို့ကူညီနေသည်မဟုတ်ပါဖျားသခင်သည် ကျွန်ုပ်တို့၏အစပိုင်းအော်သံစောင့်ပါအောင်အဖေကိုသာပို့၍ဂယုစိုက်သည်ကျွန်ုပ်တို့၏အားထုတ်မှုကို ကိုတော်မလိုအပ်ခဲ့ပါသားတော်သခင်ယေရှုကိုတင်ချစ်ပါကဖျားသခင်သည်သူ၏မိသားစုစည်ရင်တဲ့သို့တင့်ကိုထဲ့သွင်းပြီးသူ၏ဝိညာဉ်ကို ပေးသနာမည်ဖြစ်သည် အကြောင်းမူကားသင်တို့သည်တဖန်ကြောက်ရွံ့တတ်သောကြုံဤသဘောကိုရကြသည်မဟုတ်အဘအဖာဟုခေါ်ရသောအခွင့်နှင့် ဖားဖြစ်ခြင်းဤသဘောကိုရကြပြီသင်သည်ပင်ပန်းစွာ အားထုတ်ပြီးထိုက်တန်သည့်နေရာအဆင့်ကိုရရှိသည့်အစီကံတူမဟုတ်ပါသင်သည်မိတို့ပင် ဖြစ်ဖြစ် ဖခင်ဤမျက်နှာချစ်ခြင်းခံရသည့်ရင်သွေးတူဖြစ်သည်ဖျားခင်ဤသားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ယမြီအကြောင်းဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်ကြလော့ကျွန်ုပ်တို့ကိုတော့ကိုအစေခံသည့်အခါကောင်းကင်ဘုံရှင်အဘသည်ကျေနပ်နှစ်သက်ပေသည်သို့သောသခင်သည် ကျွန်ုပ်တို့ကို လိုအပ်ခြင်းမဟုတ်ဘဲကျွန်ုပ်တို့ကို အလိုရှိခြင်းဖြစ်သည် သင်ထံမှဘုရားသခင်အလိုရှိသည့်အရာကို တွေးမိသည့်အခါမြည်သည့်အရာကိုစဉ်းစားမိသည်။ယနေ့မှဘုရားနှင့်သင်မြည်ခဲ့သောအချိန်ယူမည်နီ။ကောင်းကင်ဘုံရှင်အဖဘုရားကျွန်ုပ်အားကိုရောဤသားသမီးအဖြစ်မွေးစားပြီးမိသားစုဝင် ဖြစ်စေသည့်အတွက်ဂျေဇုတင်ပါ၏။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာ နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။